မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ10ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်ရဲ့မြို့သိမ်းတိုက်ပွဲများအတွင်းမှာအရခတ်တတော် AA ရဲ့ထိုးစစ်ကိုမခုခံနိုင်ပေနဲ့နေဆက်ဒေသမောင်နှောမြို့နယ်တွေကနေတဆင့်နတ်မြစ်ကိုဖျက်ချော်ကဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုထွက်ပြေးခိုလုံခဲ့တဲ့စစ်ကောင်စီတပ်သားအများအပြားရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီထွက်ပြေးသွားတဲ့သူတွေတဲကမေလ9ရက်နေ့အထိ ကိုရကိုဦးကိုဘင်္ဂလားဒေ့ရှ်အာဏာပိုင်များကစစ်ကောင်စီဘက်ကိုလွှဲပြောင်းပေးထားပြီးဖြစ်တယ်လို့သိရပါဗျ။လွှဲပြောင်းခံရတဲ့သူတွေထဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်များ၊နေကြားဆောင်ရဲများနဲ့မိသားစုဝင်တချို့ပါဝင်ပြီးတော့ရခိုင်တိုက်ပွဲအတွင်းမှာဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုထွက်ပြေးသွားရတာကနေ ဘင်္ဂလားဒေ့ရှ်နေသားဆောင်တပ်ကထိမ့်သိမ်းခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါးအဲ့ဒီထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သားများကိုဘင်္ဂလားဒေ့ရှ်အစိုးရဘက်ကအတုတ်လိုက်အတုတ်လိုက်ခွဲပြီးတော့စစ်ကောင်စီထံကိုပြန်လည်ပေးပို့ခြင်းဟာမေလ9ရက်နေ့မှာ9ချိန်အထိရှိလာပြီဖြစ်တယ်လို့သိရပါဗါးဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်ရှိနေတဲ့စစ်ကောင်စီတပ်သားများကိုဘင်္ဂလားဒေ့ရှ်အစိုးရကလေကြောင်းရေကြောင်းများကနေတဆင့်အတုတ်လိုက်အတုတ်လိုက်ပို့ဆောင်ပေးနေခြင်းဖြစ်တယ်လို့သိရပါဗါးမေလ9ရက်နေ့ကစစ်ကောင်စီတပ်ဖွဲ့ဝင်34ဦးကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များကကော်ပစားလေးစိတ်ကနေတဆင့်မြန်မာနိုင်ငံကိုပို့ဆောင်ပေးခဲ့ကြောင်းဘင်္ဂလားဒေ့ရှ်ကပြောဆိုထားပါတယ်အလားတူပဲပြီးခဲ့တဲ့2024ခုနှစ်စက်တင်ဘာလ29ရက်နေ့ကစစ်ကောင်စီတပ်ဖွဲ့ဝင်123ဦးကိုမြန်မာနိုင်ငံအတွင်းအကျဉ်းချခံနေရတဲ့ ်ဘင်္ဂလားဒေ့ရှ်နိုင်ငံသား85ဦးနဲ့အလဲလဲလုပ်ပြီးတော့သင်းမောနဲ့လွှဲပြောင်းပေးခဲ့တယ်လို့သိရပါတယ်။ဒါအပြင်2024ခုနှစ်ဇွန်လ9ရက်နေ့မှာစစ်ကောင်စီတပ်ဖွဲ့ဝင်134ဦးကိုဘင်္ဂလားဒေ့ရှ်နိုင်ငံသား45ဦးနဲ့လဲလဲခဲ့ပြီးတော့ဧပြီလ25ရက်နေ့မှာလည်းစစ်ကောင်စီတပ်ဖွဲ့ဝင်288ဦးကိုဘင်္ဂလားဒေ့ရှ်နိုင်ငံသား183ဦးနဲ့လဲလှယ်ခဲ့တယ်လို့သိရပါဗျ2024ခုနှစ်ဖေဖော်ဝါရီလ15ရက်နေ့မှာလေမိသားစုဝင်တွေအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်330ဦးကို စစ်ကောင်စီကရေတပ်သင်းပေါင်းနဲ့ပြန်လည်လွှဲပြောင်းယူခဲ့တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့2024ခုနှစ်အတွင်းမှာဘင်္ဂလားဒေ့ရှ်ဘက်ကနေစစ်ကောင်စီကိုလွှဲပြောင်းပေးခဲ့တဲ့နေကြားဆောင်တပ်ဖွဲ့ဝင်များအပါအဝင်စစ်ကောင်စီတပ်သား885ဦးအထိရှိခဲ့ပြီးတော့အခုမေလအထိလွှဲပြောင်းပေးခဲ့သူ906ဦးအထိရှိလာပြီလို့သိရပါဗျ။လက်ရှိမှာရခိုင်ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက်ကိုအရခတတ်တော် AA ကအပြည့်အဝထိ ंछ ုပ်ထားပြီးတော့မောင်တော်မျိုးနယ်တစ်ခုလုံးကိုလည်း2024ခုနှစ်ဒီဇင်ဘာလမှာအပိသက်သိမ့်ပိုက်ထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမြန်မြို့နယ်ကဏီရွာကပြူစောတီ၃ဦးဟာထွက်ပြေးလာပြီးတော့အလင်းဝင်ခဲ့ပြီးကြေးရွာကပြူစောတီခေါင်းဆောင်ကမိမ့်မပြိုလေးများကိုလက်နဲ့နဲ့ချင်းချောက်ကတားမရဖြစ်နေပြုကျင့်နေတယ်လို့အလင်းဝင်လာတဲ့ပြူစောတီများကထုတ်ဖော်ပြောဆိုထားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလ9ရက်နေ့မှာမြန်မြို့နယ်ကဏီပြူစောတီရွာကနေထွက်ပြေးလာပြီးတော့ အလင်းဝင်ခြင်းနဲ့လို့ဒေတာကန်ကာကွယ်အဖွဲ့ရဲ့ပကဖထန်းကိုအကြောင်းကြားလာတဲ့အတွက်တွားရောက်ခေါ်ယူဆောက်ရှောက်ပေးခဲ့ကဆစ်ဆေးမင်းမြန်းကြည့်တဲ့အခါမှာကဏီရွာကပြူစောတိခေါင်းဆောင်ကကြေးရွာမှာနေတဲ့မိမ့်မပြိုလေးတွေကိုလက်နက်အားကုန်နဲ့ချိန်ချောက်ပြီးတော့အနိုင်ကျင့်ကတားမရအဖြစ်နဲ့ပြုကျင့်နေတယ်လို့ဝန်ခံထွက်ဆိုခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ပြူစောတိခေါင်းဆောင်ကရွာထဲမှာရှိတဲ့မိန်းကလေးတွေကိုမယင်ငယ်အဖြစ်နဲ့အတင်းကျပ်လောက်ခိုင်းနေတယ်လို့သိရတယ်အရေးအတွက်တော့မမေ့ကြည့်ခဲ့ရဘူးတချို့ဆိုရင်ဗိုက်ကြီးတာတွေတောင်ရှိတယ် အဲ့ဒါကမနေ့ကအစကတည်းကကျွန်တော်တို့သိထားရတဲ့အကြောင်းအရာပါလို့ပခုတ်ကူခရိုင်အမှတ်15တပ်ရင်းကတာဝန်ရှိသူတို့ကပြောပြထားပါတယ်။အလင်းဝင်လာခဲ့တဲ့သူများဟာအသက်30ကျော်အရွယ်ပြူစောတိနှစ်ဦးနဲ့အသက်20ကျော်အရွယ်ပြူစောတိတဦးတို့ဖြစ်ပြီးတော့ကလေး၃ယောက်လည်းပါဝင်တယ်လို့သိရပါတယ်။အဲ့ဒီကနေပြူစောတိကြီးပါကိုပြည်သူ့ကာကွယ်တပ်ဖွဲ့များကပိတ်ဆို့ထားရာစားနပ်ရိက္ခာများပြက်လက်မှုများရှိနေပြီးတော့စစ်တပ်လက်အောက်ခံပြူစောတိများရဲ့ညှဉ်းပန်းနှိပ်စက်မှုများကိုမခံနိုင်တဲ့အတွက်မကြာခဏထွက်ပြေးလာသူများလည်းရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရုရှားနည်းပညာနဲ့အနုမျိုးဓာအားပေးစက်ရုံစစ်ကောင်စီကတိဆောက်မဲ့အခြေအနေကြောင့်မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံကပြည်သူများရဲ့လုံခြုံရေးအန္တရာယ်ကင်းရှင်းမှုနဲ့နေထိုင်မှုအတွက်အလွန်ဆိုးရိမ်ပူပန်နေရတယ်လို့ KNU ကမေလ9ရက်နေ့နေစွဲနဲ့ကြေညာချက်တရထုတ်ပြန်လိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ9ရက်နေ့မှာတနင်္သာရီတိုင်းဒဝယ်မြို့နယ်ထီခီဒေသကို KNL ကပြန်လည်သိမ်းပိုက်ပြီးတဲ့နောက်ထီခီစစ်ရေးအခြေအနေနဲ့ပတ်သက်ပြီးတော့ထိုင်းမြန်မာနယ်စပ်တလျှောက်မှာနေထိုင်နေတဲ့ ထိုင်းပြည်သူများကိုအတိပိတ်ကြေညာချက်တရက်ကိုဗိတ်တော်ဝဲ KNU ကထုတ်ပြန်လိုက်ခြင်းဖြစ်တယ်လို့သိရပါဗျ။မြန်မာစစ်တပ်က KNU ရဲ့ ဘိတ်တဝဲခရိုင်နယ်မြေကို1998ခုနှစ်မှာတိမ့်ပတ်ခဲ့ပြီးတဲ့နောက်စီရေးပြည်ပခါများနဲ့ဒေသခံပြည်သူများရဲ့နေရပြောင်းရွှေ့မှုများဖြစ်ပေါ်ခဲ့ရတယ်လို့သိရပါဗျ။ KNU တပ်မဟာ၄အနေနဲ့မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံမှာရှိတဲ့ဒေသခံပြည်သူများရဲ့လုံခြုံရေးကိုအာမခံချက်ရှိစေရန်ဘိတ်တဝဲဒေသမှာရှိတဲ့ TK စစ်အခြေစိုက်စခန်းကိုပြန်လည်ထိန်းချုပ်ခြင်းဟာမဖြစ်မနေလိုအပ်တယ်လို့ယုံကြည်ကြောင်း KNU ကကြေညာထားပါဗျ။ပြည်သူများရဲ့ကိုယ်ကံကြမ္မာကိုဖန်တီးခွင့်နဲ့မြန်မာစစ်တပ်ရဲ့အကြမ်းဖက်မှုများကနေပြီးတော့လွတ်မြောက်စေရန်အတွက် စစ်ကောင်စီအပေါ်စစ်ရေးအရာအေးအေးဆောင်ရွက်မှုများပြုတ်လို့ရန်လိုအပ်တယ်လို့ယုံကြည်ကြောင်းပြောဆိုလိုက်ပါတယ်စစ်အာဏာရှင်ကရုရှားနည်းပညာနဲ့နျူကလ িয়ার ဓာတ်အားစက်ရုံတိဆောက်ရန်ရှိနေတဲ့အထွက်ကြောင့်မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံကပြည်သူများရဲ့လုံခြုံရေးအန္တရာယ်ကင်းရှင်းမှုနဲ့နေထိုင်မှုအထွက်အလို့ဆိုးရင်ပူပန်နေရတယ်လို့ပြောဆိုထားပါတယ်လက်ရှိအနေအထားမှာနျူကလ িয়ার စက်ရုံတိဆောက်နိုင်တဲ့နေရာနှစ်ခုကိုဖော်ပြရမှာပဲခူးတိုင်းအလဲပိုင်းနဲ့ထိုင်းနိုင်ငံနယ်စပ်တနင်္သာရီတိုက်ဒဝေဒေသမှာရှိတဲ့ တော့ရဲ့အထူးစီးပွားရေးဇုံတို့မှာဖြစ်တယ်လို့ KNU ကပြောဆိုထားပါတယ် KNU အနေနဲ့အတိတ်နဲ့ပြည်စုံပန်းကာလအတွင်းမှာထိုင်းပြည်သူများနဲ့တဟဇာတဖြစ်စွာ နေထိုင်ခဲ့တယ်လို့နောက်အနာဂတ်ဒီမှာလဲလေးစားမှုနဲ့ခင်မင်းရင်းနှီးစွာနဲ့အိမ်နီးချင်းကောင်းပိသားစွာနေထိုင်ရန်အသင့်ဖြစ်တယ်လို့ပြောဆိုထားပါတယ်ထိုင်းနိုင်ငံနဲ့ထာဝရငြိမ်းချမ်းပြီးတော့အတူတကွပူးပေါင်းဆောင်ရွက်တဲ့ဆက်ဆံရေးသဘောထားအပေါ်မိမိတို့ရက်တီကြောင်းထိုင်းပြည်သူတွေစီကနေပြီးတော့လဲနားလည်မှုကိုမျှော်လင့်တယ်လို့ KNU ကကြေညာထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကူတိုင်းတရားဝတိခရိုင်အတွင်းအကြမ်းဖက်စစ်တပ်ခန့်အုပ်ချုပ်ရေးမှူးများနဲ့စစ်တပ်ထောက်တိုင်များဇက်တိုက်တိုက်ခိုက်ခံရပြီးတဲ့နောက်အမျိုးသား၂ဦးတွဲပြီးတော့ဆိုင်ကယ်စီးနှင်းတဲ့သူတွေကိုစစ်တပ်ကပြစ်မိတ်ပေးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ၆ရက်နေ့ကစပြီးတော့တရားဝတိခရိုင်အတွင်းမှာရှိတဲ့မြို့နယ်များမှာအကြမ်းဖက်စစ်ကောင်စီကနေမြေလုံးကျုံရေးကိုအကြောင်းပြပြီးတော့ဆိုင်ကယ်စီးတဲ့အခါမှာအမျိုးသားများမောင်းနေမှာကနောက်မှာအမျိုးသားနောက်ထပ်တယောက်ထပ်မံတင်ဆောင်ခြင်းမပြုရန်နဲ့ အမျိုးသမီးများမောင်းနေမှာကနောက်မှာအမျိုးသားလိုက်ပါစီနင်းခြင်းမပြုရန်အချက်မဲ့စစ်ကောင်စီကစီမံအုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်လိုက်ခြင်းဖြစ်တယ်လို့သိရပါဗျ။အခုလိုမျိုးအမိန့်ထုတ်ပြန်ရခြင်းဟာတာယာဝတီခန့်အတွင်းမှာရှိတဲ့မြို့နယ်များကအချက်မဲ့စစ်တပ်ခန့်အုပ်ချုပ်ရေးမှုများဇက်တိုက်တိုက်ခိုက်ခံရမှုများမဖြစ်ပွားစေရေးအတွက်လှုံ့ဆော်ခြင်းဖြစ်တယ်လို့သိရပါဗျ။အခုလိုမျိုးတားမြစ်ထားတဲ့စိုက်ကယ်စီးနင်းမှုများကိုလှုံ့ဆော်မှာကပြစ်ခတ်ဖမ်းဆီးမှုများကိုလှုံ့ဆော်နိုင်တယ်လို့အချက်မဲ့စစ်တပ်အရာရှိများကညွှန်ကြားထားတယ်လို့သိရပါဗျ။ သူတို့ကစစ်ဆေးတားမြစ်တယ်ဆိုတာလူကြားကောင်းအောင်ပဲထုတ်ပြန်ထားတာပါအမျိုးသားနှုတ်ဦးတွဲပြီးတော့ဆိုင်ကယ်စီးနေတဲ့သူတွေကိုစစ်တပ်အရာရှိတွေကပြစ်မိတ်ပေးထားတယ်လို့သိရတယ်အခုတည်းထိတော့ပြစ်ခတ်ဖမ်းဆီးတဲ့တရင်တော့မကြမိသေးဘူးနောက်ပိုင်းမှာပြစ်ခတ်မှုတွေဖြစ်လာနိုင်ပါတယ်အုပ်ကြီးတွေနဲ့သူတို့ရဲ့ထောက်တိုင်တွေက ဇက်တိုက်ပြစ်ခတ်ခံနေရလို့အရေးပေါ်ထုတ်ပြန်လာလို့သိရပါတယ်။နောက်ပြီးတော့မြို့ပေါ်စစ်တပ်စခန်းတွေကိုလည်းတော်လိုင်းတပ်ဖွဲ့တွေကဝင်ပြစ်မှာကိုကြောက်နေကြပါတယ်လို့ထွေအုပ်သတင်းရေးမြစ်ကပြောပြထားပါတယ်။တာယာဝရီခရိုင်မှာတာယာဝရီမြို့နယ်၊လက်ပဒန်းမြို့နယ်၊မင်းလာမြို့နယ်၊မိုးညုံမြို့နယ်၊အုတ်ဖုံမြို့နယ်၊ဂျိုးပင်ကောက်မြို့နယ်၊ဇီးကုန်းမြို့နယ်နဲ့နတ်တလင်းမြို့နယ်တို့ပါဝင်တယ်လို့သိရပါတယ်။2025ခုနှစ်ဇန်နဝါရီလကနေမတ်လအတွင်းအကြမ်းမဆက်တဲ့အတွက်အလုတ်လုတ်ပေးနေတယ်လက်ပဒန်းမြို့နယ်ကအုတ်ချုပ်ရေးမှူးတန်းဦးအုတ်ချုပ်ရေးမှူးတိန်ဝင်းနဲ့မရဖြစ်သူစန်းစံ မင်းလာမြို့နယ်ကယာအိမ်မှုအငယ်လေးခေါ်တတ်နိုင်ဆိုသတင်းပေးထွန်းနိုင်ပြူစောတိခင်မောင်ဝင်းအုတ်ချုပ်ရေးမှုတန်းထွေ ပြူစောတိရှမ်းလေးခေါ်မိုးကြီးသတင်းပေးဥရွှေအုတ်ဖို့မြို့နယ်ကသတင်းပေးအေးလွင်အုတ်ချုပ်ရေးမှုမြင်းဦးပြူစောတိတင်နိုင်ထွန်းသတင်းပေးညိုညိုဝင်းပြူစောတိမြင့်လွင်အုတ်ချုပ်ရေးမှုကံမြင့်နယ်မရဖြစ်သူခင်ဝင်းသတင်းပေးကံဝင်း သတင်းပေးတန်းဆွေဦးတက်မ66ကနေဆေးလွတ်လိုက်တဲ့ဘုံကြီးအယောင်ဆောင်သတင်းပေးတဦးတို့ဟာတော်လိုင်းတက်ဖွဲ့များရဲ့ပြစ်ခတ်တိုက်ခိုက်မှုများကြောင့်မသာပေါ်သွားကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်မှာအကြမ်းဖက်စစ်တပ်ရဲ့ပြစ်ခတ်မှုကြောင့်လိုင်ွယ်ကြီးရွာကဆရာတော်ဗဒ္ဒနာဥတုဇာဒပြန်လည်တော်မူသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် နေ့ကမေလ9ရက်နေ့မနက်ပိုင်းမှာကော့ကရိတ်မြို့နယ်တောင်ကြာရင်ကျေးရွာအုပ်စုလိုင်ကွယ်ကျေးရွာအတွင်းထဲကိုစစ်တပ်ကတနံများနဲ့ပြစ်ခတ်ခဲ့ရမှာလိုင်ကွယ်ကျေးရွာကျောင်းတိုင်းကျောင်းတိုင်းဆေးရတော့ဗဒ္ဒနာဥတုဇာတာဟာတနက်ဒံရရရှိသွားတယ်လို့သိရပါတယ်။စေယုံတင်ပို့ရန်လှုပ်ဆောင်နေတဲ့အချိန်မှာတည်းရရှိထားတဲ့တနက်ဒံရနဲ့ပြန်လည်တော့မူသွားတယ်လို့သိရပါတယ်။လက်နက်ကြီးကနေရောညရောကိုယ်တိုင်ဘက်မှာရှိတဲ့စစ်ကောင်စီတပ်တွေကပြစ်နေတာပါ။မနေ့ကမနေ့ကတော့လက်သုံးချောင်းအဖွဲ့နဲ့ KNU အဖွဲ့တွေရှိတယ်ဆိုတဲ့အထင်နဲ့ ်စစ်တပ်ကတိုင်ခွဲချေးရွာတွေကိုတနက်တွေနဲ့ပြစ်ပါတယ်အဲ့ဒီလိုစစ်တပ်ကပြစ်တာကြောင့်ကျောင်းဝိုင်းထဲမှာနေနေတဲ့ဆရာတော်ကိုထိသွားတာပါ ရွာကလူမှုကယ်ဆယ်ရေးကားခေါ်ပြီးတော့ကော့ပိုရိတ်စေယုံကိုတင်ဖို့လုပ်နေတုန်းမှာပဲဆရာတော်ကအသက်မရှိတော့ဘူးလို့လှိုင်းကွယ်ရွာသားတို့ကသတင်းပေးဖို့ပြောကြားထားပါတယ်စစ်တပ်ရဲ့ပြစ်ခတ်မှုကြောင့်ပြန်လည်တော်မူသွားတယ်လှိုင်းကွယ်ကျောင်းတိုင်းဆရာတော်ပြန်လည်တော်မူတဲ့ဇာပနာအခမ်းအနားကျင်းပရန်လှိုင်းကွယ်ကျေးရွာမှာလက်ရှိအခြေအနေအရတိုက်ပွဲဖြစ်နေတဲ့ area အတွင်းမှာရှိနေတဲ့အတွာဇာပနာကိုအချင်းချင်းပြုတ်လို့ရန်ကော့ပိုရိတ်မြို့နယ်တန်ကမဟာနာယကမြို့မှကျောင်းတိုင်းဆရာတော် တောင်ပေါ်ကျောင်းတိုက်ဆရာတော်တို့ထံမှအကြောင်းကြားလျှောက်ထားခဲ့တယ်လို့သိရပါဗျ။စစ်တပ်ကကော့ကရိတ်ဂျုံတို့တောင်ကြားအင်းဒေသတွေအတွင်းကိုအခုနှစ်မတ်လကနေမေလာအတွင်းလက်နက်ကြီးများဒရုန်းများလေကြောင်းကနေပြီးတော့ပုံကျဲမှုများကိုလှုပ်ဆောင်ခဲ့ရာရဟန်းတန်ဃာတော်များအပါအဝင်အရတားပြည်သူ20ကျော်တေဆုံးကပြည်သူအယောက်30ကျော်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အခုရက်ပိုင်းအတွင်းမှာ KNL မဟာမိတ်အတပ်များက ကိုတိုင်းတရာကျိုးသုံးတက်တိုက်နေရများမှာရှိနေတယ်အကြမ်းဖက်စစ်ကောင်းစီရဲ့ဂိမ်းများကိုတိုက်ခိုက်နေတဲ့အတွက်တိုက်ပွဲများဇက်တိုက်ဖြစ်ပွားနေပြီးတော့ drone လက်နက်ကြီးလေယာဉ်များနဲ့ဖုံးကျဲမှုများဇက်တိုက်လှုပ်ဆောင်ရရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းလိုင်းသားရရွှေလင်းဘန်းဆက်မှုစုံမှာတလကို9သိန်းတထောင်လစာပေးမယ်ဆိုပြီးတော့အလုတ်ခေါ်တဲ့အတွာတွားရောက်ပြီးတော့ရှောက်ထားရကနေပေါ်တာဆွဲဖမ်းဆီးခံလိုက်ရပြီးစစ်သားစုဆောင်ရေးတပ်ကိုပို့ဆောင်ခံလိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ်ဘကိုးတိုင်းတနက်ပင်မြို့နယ်ကအသက်25နှစ်အရွယ်လူငယ်နှစ်ဦးဖြစ်တဲ့မောင်စောထက်လင်းနဲ့မောင်ရဲနောင်တို့ဟာရန်ကုန်တိုင်းလိုက်သားရမြို့နယ်ရွှေလင်းပန်းဆက်မှုဇုံမှာတလားကိုငွေကျပ်9သိန်းတထောင်ရမယ်ဆိုပြီးတော့အလုတ်ခေါ်စာလက်ကမ်းကြော်ညာကိုတွေ့တဲ့အတွက်ဖုန်းနဲ့ဆက်သွယ်ကြည့်ခဲ့ရမှာ ရန်ကုန်ကိုတက်လာရန်ပြောဆိုတယ်လို့ပြောပါတယ်။ဒါကြောင့်မေလ၄ရက်နေ့မှာအလုရှောက်ဖို့အတွက်၎င်းတို့နေထိုင်တဲ့တနက်ပင်မြို့နယ်ကနေရန်ကုန်ကိုလာရောက်ခဲ့ပြီးတဲ့နောက်ပျောက်ဆုံးသွားတယ်လို့သိရပါတယ်။အဲ့ဒီနောက်မေလ၈ရက်နေ့မှာမောင်စောထက်လင်းနဲ့မောင်ရဲနောင်တို့က၎င်းတို့ကိုအင်းစိန်မြို့နယ် ်ငင်းကုန်းစစ်သားစုဆောင်ရေးတပ်ကိုပို့ဆောင်ခံထားရတယ်လို့မိသားစုတွေထံကိုအကြောင်းကြားလာတယ်လို့ပြောပါတယ်။ရွှေလင်းပန်းစက်မှုဆုံးမှာစက်ရုံလုံခြုံရေးလောက်ရမယ်။တလကို9သိန်းတောင်ပေးမယ်။တင်းနှန်း3လတက်ပြီးတာနဲ့လုံခြုံရေးအလုပ်ရမယ်ဆိုလို့နှစ်ကောင်သားရန်ကုန်ကိုတက်သွားကြတာပါ။မေလ4ရက်နေ့မနက်အစောကြီးတက်သွားပြီးတော့ညနေမှာသူတို့ကဖုန်းတွေကခေါ်လို့မရတော့ဘူး။အဲ့ဒါနဲ့4ရက်လောက်ကြာတော့ရဲတော်ကနေပြီးတော့သူ့အိမ်ကိုဖုန်းဆက်ပြီးတော့အကြောင်းကြားတယ်။သူရောဇော်ထက်လင်းရောတငင်းကုန်းစစ်သားစုဆောင်ရေးတပ်ကိုရောက်နေပါတယ်။သူတို့ကိုအလုပ်ဆိုပြီးတော့လိန်ခေါ်သွားတာပါ။ လုံခြုံရေးအလုပ်ဆိုပြီးတော့စစ်မှုထမ်းတင်တန်းတက်ရမယ်လို့ပြောတယ်ညင်းလို့လည်းမရတော့ဘူးလို့ပြောတယ်လို့ဖမ်းဆီးခံရသူလူငယ်နှောင်ရဲ့မိတ်ဆွေကရှင်းပြထားပါတယ်မောင်ရဲနောင်နဲ့မောင်စောထက်လင်းတို့နှစ်ဦးဟာအလုပ်လျှောက်ဖို့အတွက်ရန်ကုန်တိုင်းနိုင်သားရမြို့နယ်ကိုမသွားမီကတည်းက၎င်းတို့ရဲ့ကိုရေးအချင်းနဲ့ဓာတ်ပုံများကို Viber ကနေတဆင့်ပေးပို့ခဲ့ကြတယ်လို့သိရပါတယ်နိုင်သားရရောက်ရှိတဲ့အချိန်မှာစိုင်းကဲနှစ်စီးနဲ့အရက်ဝတ်အမျိုးသားနှစ်ဦးကလာခေါ်သွားတယ်လို့ပြောပါတယ်အဲ့ဒီနောက်အငားရင်နဲ့ထပ်မံခေါ်ဆောင်သွားပြီးတော့ဒဏ္ငုံစုဆောင်ရေးတပ်ကိုပို့ဆောင်ခံလိုက်ရတယ်လို့ပြောပါတယ် ၎င်းတို့ရဲ့ mobile phone များကိုသိမ်းယူသွားခဲ့တယ်လို့သိရပါဗျ။မေလာရှဲနေကိုရောက်တဲ့အခါမှာငင်းငုံတက်အတွင်းကနေပြီးတော့စစ်သားတအုပ်ရဲ့ဖုန်းကိုအခချင်းကိုပေးပြီးတော့တပ်ဆိုင်ရာမိသားစုများထံကိုအတိပေးအကြောင်းကြားနိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ ်အွန်လိုင်းမှာပဲဖြစ်ဖြစ်လက်ကမ်းကြော်ညာနဲ့ပဲဖြစ်ဖြစ်လစာကောင်းမယ်အလုပ်ရမယ်ဆိုတာတွေကိုမယုံကြည်ကြပါနဲ့လစာ၅သိန်း၁တောင်းပေးမယ်လုံခြုံရေးလုပ်ရမယ်ဆိုပြီးတော့စစ်ထဲကိုလိန်ခေါ်ခြင်းခံရတဲ့ဖြစ်စဉ်လိုမျိုးအခြားသောလူငယ်တွေအလိမ်မခံရအောင်ပါလို့၎င်းကပြောပြထားပါတယ်လက်တလော့ဖမ်းဆီးခံထားရတယ်မောင်ရဲနောင်နဲ့မောင်စောထက်လင်းတို့ဟာအခုလအတွင်းမှာဖွင့်လိမ်မယ်စစ်မှုထမ်းအပတ်စဉ်၁၃ကိုတက်ရောက်ရမှာဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွာ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီးတော့အချမ်းပါစစ်အာဏာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ Thank you.